မြန်မာနိုင်ငံရဲ့အကြီးဆုံးပြည့်ွေကျော်စကိုင်းပြည့်ွေအကြောင်းမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးသလို NL လဲရှိနိုင်တဲ့ဘူမိဗေဒအချက်အလက်တခုဖြစ်တဲ့စကိုင်းပြည့်ွေအကြောင်းလေးမျှဝေပေးခြင်းပါတယ်ဒါကမြန်မာနိုင်ငံ အလဲပိုင်းကိုမြောက်မှတောင်သို့ဖြတ်တန်းသွားတဲ့အလွန်တက်ကြွပြီးငလျင်တွေရဲ့မိခင်လို့တောင်တင်စားနိုင်တဲ့ပြည့်ွေကျော်ကြီးတခုပါပဲဒီပြည့်ွေကြီးဘယ်လိုဖြစ်လာတာလဲ ရိုးရိုးရှင်းရှင်းနဲ့ပြောရရင်ကမ္ဘာမြေလာချက်ကြီးတွေရဲ့ရွေလျားမှုကြောင့်ပါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအိန္ဒိယမြေလာချက်ကြီးဟာအာရှတိုက်ကို တဖြည်းဖြည်းဝင်တိုက်ပါတယ်ဒီတိုက်အားကြောင့်ဟိမိုနာတောင်ကြီးဖြစ်လာရုံနဲ့မကပဲအဲ့ဒီအချိန်နဲ့ဖိအားကအရှိတ်ကိုဆက်ပြီးတက်ရောက်လာပါတယ်အဲ့ဒီအခါမြန်မာနိုင်ငံတရှိယာနေရာကမြေလွာတွေဟာအိန္ဒိယနဲ့အာရှမြေလွာကြားမှာညှက်ပြီးဘေးတိုက်ညာဘက်ကိုရှော့ထွက်သွားဖို့ လမ်းကြောင်းတစ်ခု ပေါ်လာပါတယ်အဲ့ဒီလိုဘေးတိုက်၍လျားမှုဖြစ်ပေါ်နေတဲ့အဓိကလမ်းကြောင်းကြီးကပဲသခိုင်းပြက်၍ဖြစ်လာတာပါဒါဟာကမ္ဘာမြေလောကကိုတိုက်မိတဲ့စွမ်းရင်ကိုဖြေလျှော့ပေးနေတဲ့လမ်းကြောင်းကြီးတစ်ခုပါမြန်မာပြည်မြေမျက်နှာတွင်ပြင်ကိုဘလို့ပုံမှော်ခဲ့တယ်လေဒီပြက်ရွေကျော်ကြီးလှုပ်ရှားလာတာနှစ်တန်းချီရှိပြီဆိုတော့သူဖြတ်သွားတဲ့လမ်းတစ်လျှောက်မြေမျက်နှာတွင်ပြင်ကိုထင်ထင်ရှားရှားပြောင်းလဲစေခဲ့ပါတယ်တောင်တန်းတွေ စကိုင်းမြို့နာကနာမည်ကျော်စကိုင်းတောင်တန်းဆိုရင်ဒီပြည့်ရွေရဲ့လှူရှားမှုကြောင့်မြေသားတွေမြင့်တက်လာပြီးဖြစ်လာတာပါပြည့်ရွေတခြားမှာဒီလိုတောင်ကုန်းတောင်တန်းငယ်တွေတွေ့နိုင်ပါသေးတယ်မြစ်ချောင်းတွေအေယာဝတီမြစ်ကြီးတောင် စကိုင်းနဲ့အင်းဝနာမှာဒီပြည့်ရွေကိုဖြတ်သွားရပါတယ်ပြည့်ရွေလှူရှားမှုကြောင့်မြစ်လန်းချောင်းတွေပြောင်းလာပြည့်ရွေအတိုင်းကွေးကောက်စီးစင်းတာမျိုးရှိသလိုပြည့်ရွေကိုဖြတ်တဲ့ချောင်းငယ်လေးတွေဆိုရင်ပြည့်ရွေရဲ့ဘေးဒဏ်ရွေလျားမှုကြောင့် တစ်ဖက်နဲ့တစ်ဖက်လွဲနေတာမျိုးတွေတွေ့နိုင်ပါတယ်။စကိုင်းပြက်၍ဘာကြောင့်ထူကြသလဲ။သူ့မှာတခြားပြက်၍တွေနဲ့မတူတဲ့ထူကြချက်တွေရှိနေပါတယ်။အရှေ့ကီလိုမီတာ1200ကျော်မိုင်900ကျော်ရှည်လျားတာကြောင့်ကမ္ဘာပေါ်ကကုန်းတွင်ပိုင်းဘေးဒိုက်၍လျားပြက်၍ကြီးတွေထဲမှာအရှေ့ဆုံးထဲကတစ်ခုအပါဝင်မှာ၍လျားနော်တစ်နှစ်ကိုပြန်မြ18မီလီမီတာကနေ25မီလီမီတာတလမနီးပါနော်၍လျားနေတာဟာ ဘုံမိပေတာအချိန်စကေးအရာတော်တော်ကိုမြန်တဲ့နှုံဖြစ်ပါတယ်။ဒါကြောင့်ဖိအားတွေမြန်မြန်စုပြုံပြီးငလျင်ကြီးတွေလုံနိုင်ချေပုံများစေပါတယ်။ဖြတ်သွားတဲ့နေရာအရေးကြီးဆုံးအချက်ကမြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးတမိုင်းဝင်မြို့ကြီးတွေဖြစ်တဲ့စကိုင်း၊မန္တလေး၊အင်းဝ၊ပဲခူးစတဲ့မြို့ကြီးတွေနဲ့အရေးပါတဲ့အခြေခံအဆောက်အအုံတွေရဲ့အနည်းကဒါမှမဟုတ်တိုက်ရိုက် ဖြတ်သန်းသွားနေတာပါ။ဒါကြောင့်ငလျင်လုံရင် တက်ရောက်မှုပိုကြီးနိုင်ပါတယ်။မြင်သာမှု နေရာတော်တော်များများမှာပြည့်ရွေကြောင်မြေပြင်ပေါ်မှာဖြစ်နေတဲ့အပြောင်းလဲတွေလွဲနေတဲ့ချောင်းတွေတောင်ကုန်းတွေမြေသားအစင်းရာတွေကိုမြင်နိုင်တာကြောင့်လေ့လာရလွယ်ကူစေပါတယ်။ငလျင်တွေဘလို့ဖြစ်လာတာလဲ။ဒါကိုရိုးရိုးလေးစဉ်းစားကြည့်ရအောင်။ပြည့်ရွေရဲ့တစ်ဖက်တစ်ချက်ကကြောက်သားတွေဟာဆန့်ကျင်ဘက်ကိုရွေ့ကျင်နေတယ်။ဒါပေမဲ့ကြားတဲ့ကကြောက်သားတွေရဲ့ပွတ်တိုက်အားကြောင့်ချက်ချင်းမရွေ့နိုင်ပဲတစ်နေတယ်။ရာဘာကြိုးကိုဆွဲဆန့်ထားသလိုပဲ ရွေးကျင်တဲ့အားကြောင့်ကြောက်သားတွေထဲမှာဖိအားနဲ့စွမ်းအင်တွေတဖြည်းဖြည်းစုပုံလာပါတယ်။အဲ့ဒီစုပုံလာတဲ့စွမ်းအင်ကကြောက်သားတွေရဲ့ခန္ဓာအားဒါမှမဟုတ်ပုတ်တိုက်အားထက်ကျော်လွန်သွားတဲ့အခါခွက်ဆိုတဲ့အတန်နဲ့အတူရုတ်တရက်ကျိုးပြတ်ပြီးလွဲချော်ရွေ့လျားသွားပါတော့တယ်။အဲ့ဒီလိုရုတ်တရက်လှုပ်ထွက်သွားမှုကြောင့်စုပုံထားတဲ့စွမ်းအင်တွေဟာလိုင်းဖြစ်အရက်လေးမျက်နှာကိုပြန့်သွားပါတယ်။အဲ့ဒီလိုင်းတွေကိုပဲကျွန်တော်တို့ကငလျင်လှုပ်တယ်လို့ခံစားရပါတယ်။ မန္တလေးနဲ့စကိုင်းဒေတာကငလျင်အန်တယ်မန္တလေးနဲ့စကိုင်းဟာဒီပြည့်ရွေရဲ့အလဲပိုင်းအတက်ကြွဆုံးအပိုင်းနာမှာရှိနေတာကြောင့်ငလျင်ဘေးအန်တရဲ့အထူးမြင့်မားတဲ့ဒေတာတွေပါပြည့်ရွေကျော်ကြီးကစကိုင်းမြို့အနောက်ဘက်အင်းဝတရားဦးမြို့တွင်နဲ့အရန်နီးကပ်ပြီးမန္တလေးမြို့ကြီးနဲ့လည်းမဝေးပါဘူးဒီလိုနီးကပ်နေတော့ပြည့်ရွေပေါ်မှာငလျင်တစ်ခုခုလောက်ခဲ့ရင်ဒီဒေတာတွေဟာပြင်းထန်တဲ့တုံ့ကာမှုကို ဒဏ်ရိုက်ခံရနိုင်ခြင်းများပါတယ်။ဒါ့အပြင်ဒီဒေသတွေမှာလူဦးရေလည်းများ၊တမိုင်းဝင်အထင်ကြီးကဖျားစီတွေ၊တက်တန်းရင်အဆောက်အဦတွေအရေးကြီးတဲ့တရားတွေ၊ဆယ်တွေရှိနေတာကြောင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးနိုင်ခြင်းပုံများနေပါတယ်။တမိုင်းကတက်တည်ပြခဲ့တဲ့ငလျင်ကြီးများတမိုင်းမှာလည်းဒီပြက်ရွေးနဲ့ဆက်ဆက်ပြီးငလျင်ကြီးတွေလှုပ်ခတ်မှုပါတယ်။1839အင်းဝငလျင် အလွန်ပြင်းထန်ပြီးအင်းဝမြို့တော်ဟောင်းနဲ့ပဝင်းကျင်ကို အကြီးအကျယ်ဖြစ်စည်းစေခဲ့တယ်1930ပဲခူးငလျင်မက်ဂနီကျူ9.3လောက်ရှိပြီးပဲခူးနဲ့ရန်ကုန်မှာပါထိခိုက်ပျက်စီးမှုများပြီးလူတွေအများကြီးတိတ်ဆုံးခဲ့တယ်ဒါကပြက်ရွေရဲ့တောင်ဘက်ပိုင်းနဲ့ဆက်ဆက်တယ်1956သကိုင်းငလျင်မက်ဂနီကျူ9.1လောက်နဲ့သကိုင်းမြို့နဲ့အနီးတစ်ဝိုက်ကိုပျက်စီးစေခဲ့တယ်2012တပိတ်ချင်းငလျင် မက်ဂနီကျူ6.8နဲ့မန္တလေးမြောက်ပိုင်းရွှေဘုံခရိုင်ပြည်ပြည်ပေါ်မှာလှုပ်ခဲ့ပြီးအဆောက်အဦပျက်စီးမှုလူသေမှုတွေရှိခဲ့ပါတယ်။ဒီငလျင်မှတ်တမ်းတွေကသခိုင်းပြည့်ွေမှာငလျင်ကြီးတွေထက်လုံနိုင်သေးတယ်ဆိုတာကိုသတိပေးနေတာပါ။ဒါဆိုကျွန်တော်တို့ကဘာလို့ဂီယူဆိုင်တင်လဲ။ဒီအကြောင်းတွေသိထားပြီးဂီယူဆိုင်ဖို့လိုအပ်တဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။အသက်အိုးအိမ်လုံခြုံရေးပြည့်ပြည့်ကျော်နာနေသူတွေအတွက်ငလျင်ဆိုတာကိုယ့်အသက်ကိုမိသားစု ကိုယ်ပန်ဆိုင်မှုတွေကိုတိုက်ရိုက်ချင်းချောင်းနေတဲ့အန်ဒီရယ်ပါ။ငလျင်ကိုကိုနဲ့မဆိုင်ဘူးလို့လုံးဝတွေးလို့မရပါဘူး။စီးပွားရေးနဲ့လူမှုရေးငလျင်ကြီးတစ်ခုလှုပ်သွားရင်လမ်းတွေတံတားတွေစက်တဲ့ရေးတွေပြက်စီးစီးပွားရေးတွေရပ်တန့်ပြီးလူမှုဘဝတွေအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ယဉ်ကျေးမှုအမွေအနှဲကျွန်တော်တို့တံမိုးထားရတဲ့စကိုင်းမန္တလေးအင်းဝါကရှင်းအောင်စီတွေပထိုးတွေအဆောက်အဦးတွေဟာငလျင်တန်ကြောင့်ပြက်စီးဆုံးရှုံးနိုင်ခြင်းအများများပါတယ်။ ဂျိုတင်ပြင်ဆင်မှုအန်နီယယ်ကိုတိထားမှဂျိုတင်ပြင်ဆင်လို့ရမှာပါတယောက်ချင်းစီကဆလို့မိသားစုရက်ရွာနိုင်ငံတော်အဆင့်အထိငလျင်လို့ရင်ဘာလို့ရမလဲအိမ်ကိုဘလို့ပြင်ဆင်မလဲရေးပေါ်ပစ္စည်းတွေဘာတွေစောင့်ထားရမလဲစသဖြင့်ပြင်ဆင်ထားနိုင်ပါတယ်အနာဂတ်ငလျင်တန်ခံနိုင်တဲ့အဆောက်အဦတွေစောက်တာငလျင်အသိပညာတွေဖြန့်ဝေတာသူတည်တနာလောက်တာတွေက အနာဂတ်မှာဖြစ်နိုင်မဲ့ဆုံးရှုံးမှုတွေကို ျှော်ချဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။နောက်ဆုံးအတူချုပ်ရရင်တော့စကိုင်းပြည့်၍ဆိုတာမြန်မာနိုင်ငံရဲ့ရှောင်းလွဲလို့မရတဲ့ဘူမိဗေဒအမှန်တရားနဲ့အန်ဒီယန်တစ်ခုပါပဲ။သူ့ရဲ့သဘောတဘာဝသူပေးနိုင်တဲ့အန်ဒီယန်ကိုကောင်းကောင်းနားလည်ပြီးကျွန်းတင်ပြင်ဆင်မှုတွေလှောက်ထားခြင်းကသာကျွန်တော်တို့ရဲ့အသက်အိုးအိမ်စည်းကြိမ်နဲ့တံမိုးမဖြတ်နိုင်တဲ့ရည်ကျွမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အထူးအောင်ဆုံးနီလန်ဖြစ်ပါတယ်။မြမစာပေပြိဿကြီးလည်း တတိနဲ့နေထိုင်ပြီးဘေးအန္တရာယ်ကင်းကြပါစေလို့ကျွန်တော်တို့မြန်မာစာပေအဖွဲ့သားတွေကနေဆုတောင်းမြတ်တာပို့လိုက်ပါတယ်။